ရှမ်းပြည်နယ်တောင်ပိုင်းညရွှေမြို့နယ်အင်းလင်းကန်ဖောင်တော်ဦးရွှေရှင်တော်မြတ်ဒေသစာရေးကြွချီအပူဇော်ခန့်ချင်းပွဲတော်ကိုစက်တဘာ22ရက်မနက်ပိုင်းကနေစတင်ပြုလုပ်ခဲ့တယ်လို့သိရပါဗျာ။ စက်တမ25ရက်တရင်ကျွန်းလာဇန်4ရက်မနက်9နာရီအချိန်မှာဟဲရရွာမကျောင်းကစတင်ထွက်ခွာပြီးငဖေချောင်းဖရာကျင်းကျောင်းမှာညကျင်းအပူဇော်ခံသွားမယ်လို့သိရပါတယ်။စက်တမ23ရက်တရင်ကျွန်းလာဇန်2ရက်အင်းတိန်ကြေးပေါ်ခုံကျောင်းကနေမနက်၈နာရီခွဲအချိန်မှာစတင်ကြွချေကမိုးလဲပိုင်းမှာအင်းတိန်စံကျောင်းမှာနေစွန်းစက္ကတာအင်းတိန်စံကျောင်းကနေမိုးလဲ၂နာရီခွဲအချိန်မှာထွက်ခွာပြီးဟဲရရွာမကျောင်းမှာညကျင်းအပူဇော်ခံခဲ့တယ်လို့သိရပါတယ်။ စက်တမ22ရက်မနက်လေးနာရီအချိန်မှာအခမ်းအနားဖွင့်ပွဲစတင်ကျင်းပခဲ့ပြီးမနက်9နာရီအချိန်မှာဖရားကျင်းကျောင်းတော်ကနေထွက်ခွာပြီးမောလဲပိုင်းမှာအင်းတိန်ကျေးပေါ်ခုံကျောင်းမှာညာကျင်းအပူဇော်ခံခဲ့တယ်လို့သိရပါတယ်။ဟဲရရွာမကျောင်းမှာစက်တမ23ရက်ညပိုင်းနဲ့စက်တမ24ရက်တရက်အပူဇော်ခံပြီးနှစ်ညတိုင်တိုင်ညာကျင်းအပူဇော်ခံခဲ့တယ်လို့သိရပါတယ်။အင်းတိန်ဘက်အခြေအနေရေးစီးကြံလို့ တောင်တင်တဲ့ဘက်တွေမှာလူတွေနဲ့ဆွဲရတာရှိပါတယ်။ဟဲရရွာမဘက်မှာတော့ဟိုးရင်တွေကနှညကျင်းလေးကျင်းထရှိတယ်။ရွာမဟာအင်းလေးကံမူလရွာကြီးလူရွာတွေမှာအပောင်ဝင်ဖြစ်လို့ဟိုးရင်ကလည်းအလူရှင်အင်အားတောင်တင်းတာလည်းပါတယ်။ဒီနေ့တော့ငလင်ဘေးတံကြောင့်ဖျားဆွဲလေတွေနင်းနိုင်မယ်လို့ခန့်မှန်းပါတယ်။မနက်ဖြန်မှာတော့ငဖဲချောင်းနဲ့ကြေးစာချောင်းဟာရေပြင်ကျဲမှာဆွဲမဲ့ရက်လည်းဖြစ်တယ်လို့ဆွဲလေလည်းအများဆုံးနေ့ဖြစ်တဲ့အတွက်ဓပုံစရာတွေအတွက်အကောင်းဆုံးရက်လည်းဖြစ်ပါတယ်လို့မိုင်းတောက်ဒေတာကန်တို့ကဆိုပါတယ်။ အင်းလေးဖောင်တော်ရွေးရှင်တော်မြတ်များညောင်ရွှေမြို့ကျောင်းတော်ကိုဆက်ရောက်မဲ့ရက်ဟာစက်တမ29ရက်ဖြစ်ပြီးစက်တမ29ရက်ကနေအောက်တိုဘာ1ရက်နေ့အထိညောင်ရွှေမြို့ကျောင်းတော်မှာ3ရက်3ညတိုင်တိုင်အပူဇော်ခံသွားမယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းမှာရက်အရှိကြဆုံးဖျားပွဲတော်တစ်ခုဖြစ်တဲ့အင်းလေးကံဖောင်တော်မြတ်စွာဘုရားဒေသစာရီကြွချီပွဲတော်ကို နှစ်စဉ်သတင်းကြော်လာစံတရက်ကနေသတင်းကြော်လာပြေကျော်၃ရက်နေ့အထိ၁၈ရက်တိုင်တိုင်းအင်းလင်းကန်ဒေတာအတွင်းမှာရှိတဲ့ဌာနပေါင်း၂၀ဌာနကိုကြွချီအပူဇော်ခံတဲ့ပွဲတော်ဖြစ်ပါတယ်။